မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ဒီနေ့မှာပထမဆုံးအနေနဲ့မိဘပြည်သူများကိုကျွန်မတောင်းပန်ချင်တာလေးတစ်ခုရှိပါရှင်။အဲ့ဒါပါလဲဆိုတော့ကျွန်မတို့ Prime Media နေပြီးတော့နေ့စဉ်နေ့တိုင်းပဲထုတ်ထွက်တင်ဆက်ပေးနေတဲ့နိုင်ငံတကာသတင်းများအစီအစဉ်လေးပေါ့နော်။ရုပ်သံဆောင်ပါအစီအစဉ်လေးပါရှင်။ဒါလေးတွေကိုဒီအပိုင်းဒီမှာအနည်းငယ်ကြမ်းကြာမှုလေးဖြစ်ပါမယ်ရှင်။ဘာကြောင့်လဲဆိုတော့ကျွန်မတို့ Prime Media ရဲ့အဓိကပင်မအလုပ်လုပ်နေတဲ့ကွန်ပျူတာပေါ့နော်။ပျက်စီးသွားခဲ့ပါရှင်။ဒီကွန်ပျူတာကလည်းနည်းနည်းခိုင်းတာများသွားတာဆိုတော့လေကွန်ပျူတာသာလူဆိုရင်လည်း ကျမတို့ brand media အဖွဲ့သားတွေထားရိုက်လာမသိဘူးရှင်သူကတနေ့တနေ့သူ့ကိုခိုင်းတဲ့အလုပ်ကလည်းတော်တော်များပါတယ်တော်တော်လည်းပင်ပန်းသွားရတယ်ဒီပါအရှင်ဆက်ပစ္စည်းတွေသဘောတဘာဝအတိုင်းပြည့်စုံမှုဖြစ်တဲ့အတွက်ကျမတို့ပြင်ဆိုင်ကိုဖို့ထားရပါတယ်ရှင်ဒါကြောင့်ဒီအပိုင်းမှာနိုင်ငံခံသတင်းလေးတွေကိုတင်ဆက်တဲ့အခါမှာနည်းနည်းနှောင့်နှေးကြံ့ကြံမှုရှိနိုင်ပါတယ်ရှင်။ဒါလေးကျမတို့နားလည်ခွင့်လို့ပေးပါရင်တောင်းဆိုအပ်ပါတယ်ရှင်။ကျမအနေနဲ့ဒီလိုပြောလို့မိဘပြည်သူများစိတ်ထဲမှာစဉ်းစားမိပါပေါ့နော်။ ်အော်မီဒီယာတခုဖြစ်နေပြီကွန်ပျူတာတစ်လုံးပဲရှိရလားဆိုပြီးတွေးကောင်းတွေးပါလိမ့်မယ်ရှင့်အဲ့ဒီအတွေးမှန်ပါတယ်တခါလေးပြပြလိုက်ပါမယ်ဟုတ်ပါတယ်ကျွန်တော်တို့ brand media ပင်မသုံးတဲ့ကွန်ပျူတာတစ်လုံးပဲရှိပါရှင့် ဟိုကျမတို့ brand media အနေနဲ့ကရက်တည်တာလည်းမကြသေးဘူးပြီးတော့ကျမတို့ကငွေကြေးချမ်းသာတဲ့သူတွေစုပြီးတော့ဒီ media ထောင်ထားတာမဟုတ်တော့လေလိုအပ်ချက်လေးကတော့အင်မတန်များပါတယ်ရှင့်ဒီကင်မရာတွေပါတော့ကျမတို့ကအပိုင်မရှိဘူးဘောနော်ဟို interview season ရှိရဲဆိုကင်မရာလေးငှားပြီးရိုက်ရတဲ့အချိန်လေးခုတော့ကျမမှကျမတို့မှအခက်ခဲလေးပေါ့ရှင့်ဒါလေးတော့ရှိပါတယ်။ဒါကြောင့်ကွန်ပျူတာအကြီးတစ်ခုပြတ်သွားတော့ကျမတို့ရဲ့လုပ်ငန်းစဉ်လေးတွေကြန့်ကြာသွားတာပေါ့ရှင့်ကျမနေတိုင်းသတင်းတင်ဆက်တာကိုကြတော့ကျမဖုန်းလေးနဲ့ရိုက်တာပေါ့နော်ဖုန်းမျိုးစားကောင်းကောင်းတစ်ခုဝယ်ထားပြီးတော့အားလေးနဲ့ရိုက်တယ်ပြီးတော့ကျမကကိုယ်တိုင်နဲ့ကျမသတင်းတွေကိုကျမအပ်ဒက်လုပ်နိုင်တယ် ဒီလား edit လုပ်တယ်ဒါကြောင့်ကွန်ပျူတာပြတ်သွားရဲဆိုရင်ကျွန်မတင်နေရတော့ပုံမှန်တင်ဆက်မှုကိုမပြတ်မကွက်ပဲနဲ့ကျွန်မဆက်လက်ပြီးလုံဆောင်နိုင်ပါရဲ့ရှင်ဒါပေမဲ့ကွန်ပျူတာထဲမှာလုပ်လို့ရတဲ့အခြားခံစားလေးမှာကြတော့နှောက်နှေးကြံ့ကြာသွားတာဖြစ်ပါရဲ့ရှင်ဒါကြောင့်ကျွန်မတို့ brand media ရဲ့အားနည်းချက်ကိုနားလည်ပေးဖို့အတွက်နဲ့တင်လေးတွေပေါ့နော်နိုင်ငံသားတင်တွေကိုအများအားကြီးရှုလေ့လာနေရမိဘပြည်သူတွေရှိပါတယ်ဒီမိဘပြည်သူတွေအတွက်လည်းဒီရဲ့ပိုင်းမှာကြံ့ကြာသွားတဲ့အတွက်ပြီးတော့ရုပ်တံဆောင်းပါးလေးတွေကြီးရှုဖို့စောင့်နေကြတဲ့မိဘပြည်သူများပေါ့နော်အာဒီမိဘပြည်သူများအတွက်ကိုကျွန်မတောင်းပန်တာဖြစ်ပါရဲ့ရှင် ကျွန်မအနေနဲ့ဒီနေ့ပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ကျွန်မနိုင်ငံမှာရှိတဲ့အမှုပညာရှင်တွေနဲ့ကျွန်မတို့နိုင်ငံရဲ့ပေါ့နော်အမှုပညာရှင်တွေကိုထိန်းချုပ်ကုတ်ခဲ့တဲ့ပြန်ကြိုင်းဝန်ထမ်းတာကိုကျွန်မချီးကျူးမှုလေးပြုလုပ်ချင်ပါတယ်ရှင်။ကျွန်မနိုင်ငံမှာကဲ့ရဲ့မှုတွေကများနေရဲ့ချီးကျူးမှုကနည်းနေရဲ့ပေါ့နော်။ကျွန်မတို့အဲ့လိုပုံစံမျိုးနဲ့အငြင်းနဲ့သွားလို့မရအောင်ရှင်သိလား။ကျွန်မနိုင်ငံမှာမှားတာရှိလို့ရှင်လဲထောက်ပြဝေဖန်မယ်။ကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေရှိရဲ့ချီးကျူးပေးရမယ်ရှင်။လူပညာရှင်နဲ့ပတ်သက်ပြီးတော့ကျမတို့ဝေဖန်မှုတွေလည်းအရှိန်အဟုန်အများကြီးလုပ်ခဲ့ပြီးပြီဆိုတာမိဘပြည်သူများအားလုံးသိပါပဲရှင့် ဒီတစ်ခေါက်မှာတော့ဒါတို့ရဲ့လုံဆောင်ချက်တွေကောင်းမွန်လာတဲ့အတွက်ကျမတို့ချီးကျူးပေးရမှာဖြစ်ပါရဲ့ရှင်။ကျမသတင်းလေးကိုအရင်ဆုံးဖတ်ပြပါမယ်နော်။မန္တလေးငလင်ကြီးဘေးဒဏ်တင်ခဲ့ရတဲ့အဒေသတွေပြန်လည်ထူထောင်ရေးအတွက်ကိုရုပ်ရှင်သပင်ဂီတရန်ကုန်ငွေပရိသာကဝဲကိုရန်ကုန်မြို့ကမန္တလေးအမျိုးသားကားဆက်ရုံမှာမေလ10ရက်နေ့ကနေ12ရက်နေ့ထိကျင်းပနေတယ်ဆိုတာမိဘပြည်သူများအားလုံးသိပါပဲရှင်။အဲ့ဒီကျင်းပတဲ့ပွဲလေးကိုမြန်မာတန်လို့ပါတော့မှလည်းဒါရ live ပေါ်တော့ထုတ်လွှင့်ပြီးတော့ပြသနေပါရဲ့ရှင်။ ဒီနေ့ဆက်နေရနေဆိုတော့ဒီနေ့ကနောက်ဆုံးတာဖြစ်ပါတယ်။သွားကြည့်ရသူလည်းသွားကြည့်ကြရပါတော့။သွားမကြည့်ရသူလည်းအိမ်ကနေပြီးတော့မြမတန်တို့ဘာလဲထိုင်ကြည့်ရရှိရပါဘောရှင့်။ဒီပွဲကိုကျင်းပမယ်ဆိုပြီးတော့ဆုံးဖြတ်ကြတော့ငါတဲ့ဒီပြန်ကြိုင်းဝင်ဌာနကပါတော့။အမှုပညာရှင်တွေခေါ်ယူပြီးတွေ့ဆုံပါရဲ့ရှင့်။အမှုပညာဒီတပင်ပေါ့နော်တပင်ဂီတအမှုပညာရှင်တွေကိုခေါ်တွေ့တယ်ပြီးရဲ့အခါမှာပြန်ကြိုင်းဝင်ဌာနကပြည်တော်စုဝင်ကြီးဥမောင်အောင်ကနေပြီးတော့အမှုပညာရှင်တွေကိုပြောထားတဲ့စကားလေးတစ်ခုရှိရဲ့ရှင့်။ဒီလိုခေါ်တွေ့ရတဲ့အချိန်မှာပြောသွားတာပေါ့နော်။အဲ့ဒါပါလဲဆိုတော့ ငလင်းဘေးဒဏ်တဲ့ပြည်သူတွေကိုတဲ့စိတ်ခွန်အားပေးရမှာဖြစ်တယ်ဗောနော်ဥပညာရှင်တွေအနေနဲ့ကပြီးတော့ဒီပွဲကိုလှုပ်ဆောင်နေဆိုတာကဒါကပွဲတစ်ခုရဲ့တသက်မဟုတ်ပဲနဲ့ရန်ပုံငွေအတွက်ရေလုံးမဟုတ်ပဲနဲ့ပြည်သူတွေခွန်အားပေးဖို့ရဲ့ဒီလိုမျိုးနိုင်ငံအတွက်လိုအပ်တဲ့အချိန်မှာဥပညာရှင်တွေဟာစီစီလုံးလုံးနဲ့ပြည်သူအတွက်ရှိနေပေးတယ်ဆိုတဲ့အကြောင်းပြသနိုင်ဖို့ရဲ့အတွက်ဆိုပြီးတော့ဒါသူတို့ရည်ရွယ်ထားတယ်ဆိုပြီးတော့ပြောကြားထားတာဖြစ်ပါရဲ့ရှင့် ဒီပြောကြကြတယ်ကျွန်မအင်မတန်သဘောကျပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်ညာရှင်တွေက905နဲ့ပေါ့နော်ဒီနိုင်ငံတော်စုဖို့ကိုအတွက်ကိုလှုံ့ဆော်တဲ့အခါမှာသူတို့ခံဝင်ထိုးကြတဲ့အခါမှာနိုင်ငံတော်ကသူတို့ကိုပြန်ပြီးတော့ဖြေလျှော့ပေးခဲ့တယ်။ထောက်မချဘူးပေါ့နော်။ဖြေလျှော့ပေးခဲ့တဲ့အချိန်မှာပြောသွားတဲ့စကားလေးလည်းရှိရလေ။နိုင်ငံတော်ပြန်လဲတိဆောက်ရေးအတွက်ကိုဒီနုပညာရှင်တွေအသုံးချဖို့အတွက်ပေါ့နော်။ဒီတော့အခုမြင်ကွင်းလေးဟာဆိုရင်ဒီပေပြောသွားခဲ့တဲ့စကားပြည်သူတွေအပေါ်မှာပေးသွားခဲ့တဲ့အကြောင်းပြချက်အပေါ်မှာ မှန်ကန်ဆုံးလှုပ်ဆောင်နေဆိုတဲ့တသက်ပြချက်လိုပဲကျွန်မမြင်ပါတယ်ရှင့်။ဒါကြောင့်အခုလိုမျိုးပေါ့နော်။နိုင်ငံတော်ကလိုအပ်တဲ့အချိန်မှာစုပေါင်းအင်အားပြသပြီးတော့နိုင်ငံတော်တိဆောက်ရေးမှာပါဝင်အောင်လို့လုံဆောင်ခဲ့ကြတဲ့နုပညာရှင်တွေရဲ့နုပညာရှင်တွေခုလိုပါဝင်လာအောင်လို့လမ်းညွှန်မှုနဲ့အကူအညီမှုတွေစောင့်ရှောက်မှုတွေခက်ခဲတဲ့ကြားထဲကနေပေါ့နော်လုံဆောင်နိုင်အောင်မြင်စွာလုံဆောင်နိုင်ဖို့ရှင်ပွဲလေးပွဲလုံဆောင်ဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလေဒီလိုအရာတွေအောင်မြင်အောင်လုပ်ပေးခဲ့တဲ့ပြည်ချိုင်းဝင်ရေးဌာနကပြည်တော်စုဝင်ကြီးဥမ္မောင်းအောင်ကိုလည်းကျွန်မဒီနေရာနေပြီးတော့ပဲကျေးဇူးတင်ပါတယ်ရှင့် ဒီလိုလှုပ်ဆောင်ချက်ကောင်းလေးတွေကျမတို့ရှေ့ရှောက်အများကြီးပဲပြင်တွေ့ကြပါရှင့်ဒါကပြည်သူတွေအားလုံးအတွက်တို့ရဲ့လှုပ်ဆောင်ချက်ကောင်းတဲ့အတွက်ကျမချီးကျူးတာဖြစ်ပါရှင့် ကျမအနေနဲ့ဒီပွဲလေးကိုပေါ့နော်မနေ့ကဆိုရင်ဒါသေချာလေးလေးလာဖြစ်ပါတယ်အဓိကကတော့ဒီပွဲလေးကိုကျင်းပတဲ့အခါမှာပါဝင်တဲ့လူပညာရှင်တွေပေါ့နော်ဘယ်သူတွေပါလဲပေါ့ရှင်အဲ့လေးကျမလေးလာဖြစ်တယ်အဲ့ဒီမှာဖျော်ပြေးရေးမှာတွေ့ရတဲ့လူပညာရှင်တွေကကိုဝေလူကျော်ရဲ့ကိုထွန်းကိုကိုမမဆောင်တိုင်ရွန်ချူးလေးနဲ့စံခန့်လိုက်စတဲ့လူပညာရှင်တွေအပြင်လူပညာရှင်အများကြီးပဲတက်ရောက်ခဲ့ရှင်အများကြီးပဲဒီပွဲလေးကိုပံ့ပိုးကြရယ်ပေါ့နော်ဒီလိုလူပညာရှင်တွေအနေနဲ့ပေါ့နော်အတိမှန်အမြင်နဲ့နိုင်ငံတော်ကို အခုလိုမျိုးကုညီဆောက်ရှောက်ပေးလာတာပြည်သူတွေခက်ခဲနေကြရဲမှာပေါ့နော်ပြည်သူတွေကုညီပေးလာတာဟာကျမတို့အတွက်ကတော့ဝမ်းသာစွာကြိုးစားမယ့်ကိစ္စလေးသာဖြစ်ပါရှင့်နောက်ထပ်ပြောချင်တာကကျမဒီ app ပြိသက်တွေပေါ့နော်ဒီပွဲလေးလာကြည့်ရဲ့ app ပြိသက်တွေလည်းရှိရယ်အိမ်နေရာလေးမနေရပါဘူးမနေရတော့ကြည့်ရခါကျတော့ကျမလေ့လာတဲ့ခါမှာသူကဒီပွဲလေးမှာတဲ့သူကဖိတ်တာကအမှုရှင်တွေကိုဖိတ်တာသူကလေလာကြည့်ရဲ့ပြိသက်တွေအပြင်ကိုဒီပွဲလေးရဲ့နောက်ွယ်မှာကုညီပံပိုးတဲ့အမှုရှင်တွေဆိုတာရှိရယ်ငွေကြေးနဲ့ပေါ့နော်အဲ့ဒီအမှုရှင်တွေဖိတ်တဲ့ခါမှာစီးပွားရေးလုပ်ငန်းရှင်အချို့ကိုကျမတွေ့ရခြင်းဒီလိုပွဲလေးတွေလုပ်တယ်ဆိုတာက ရန်ပုံငွေရဖို့အတွက်လေအဓိကဒီရန်ပုံငွေအင်အားကပြည်သူတွေအတွက်ကိုခွန်အားဖြစ်စေမှာပြီးတော့ဒီအပိုင်းလေးကိုအကူအညီဆောက်ရှောက်ပေးတာစီးပွားရေးလုပ်ငန်းရှင်တွေကျေးဇူးတင်တယ်ပြီးတော့ထူးခြားချက်အနေနဲ့ကျွန်မတွေ့တာက USDP ပါတီဥက္ကဋ္ဌဥက္ကင်ကြီးကလည်းဒီပွဲလေးကိုတက်ရောက်တာတွေ့ရတယ်ရှင့် မြို့သားကဆိုင်အောင်ပွဲလေးလာရောက်တက်ရောက်တယ်ပေါ့နော်။ကျမအနေနဲ့ကတော့ USDP ပါတီရဲ့ပေါ့နော်လှုပ်ဆောင်ချက်ထဲမှာဆိုဒီငလင်ဘိတ်တန်တဲ့ပြည်သူတွေကိုကြီးစားရှောက်တဲ့အရာလေးတော့ကျမတော်တော်နှစ်ထောင်အားရရှိပါရဲ့ရှင့်။ဆက်စပ်ချင်ငလင်ဖြစ်ခရရဒီကယ်ဆယ်ရေးလုပ်ငန်းမှာအနေစပြီးတော့ USDP ကပါဝင်လိုက်တာဆိုရင်အခုဒီနောက်ဆုံးရန်ပုံငွေပွဲတွေအထိပါသူတို့ပါဝင်ပတ်သက်နေမြင်ရတယ်ရှင့်။ဒါလေးကတော့အခြားပါတီရဲ့အနေနဲ့ကတော့အတူယူသင့်တယ်။ကိုယ်လက်ထဲမှာအာနာရှိရှိမရှိရှိနိုင်ငံအလို့ဆိုတာလုပ်လို့ရရဲ့ရှင့်ရှာချံပြီးလုပ်လို့ရတဲ့အလို့ပြအများကြီးကျမပြောချင်တာလေ ိလားအာနာရမှငါတို့ကဒီတိုင်းပြည်ကိုကောင်းအောင်လုပ်မယ်ဆိုတာမျိုးကနိုင်ငံရေးပါတီတို့ထားရှိတဲ့နဲ့ကိစ္စမဟုတ်ဘူး။ဘာကြလဲဆိုတော့နိုင်ငံရေးပါတီတွေဆိုတာကအမြဲတမ်းအာနာရနေရမှာမဟုတ်ဘူး။ကိုယ့်လက်ထဲမှာအာနာမရှိတဲ့အချိန်နဲ့ရှိမှာပဲ။အဲ့လိုအချိန်မှာကိုကပြည်သူတွေရဲ့အကျိုးရှာကြံပြီးလုပ်တတ်ရဲရှင့်။သိလား။ဒါ USCB ဆိုရှာကြံကြံလုပ်တတ်တယ်လို့ပဲပြောရမလားပေါ့နော်။ရေဘေးဆိုလည်းသူပါတယ်။ငလင်ဆိုလဲသူပါတယ်ကျွန်မမြင်တယ်နေရာတိုင်းသူ့မြင်တယ်နေရာတကာမှာမင်းမျက်နှာပဲသူကလည်းလေအဲ့တော့ဒါလေးကတော့အတူယူတဲ့နေเนาะကျွန်မတို့ကအာနာရှိရှိမရှိရှိပြည်သူတို့လုံးဝမလုပ်ပြအများကြီးပါရှင့် ရှာကြံလုပ်ကြပါအဲ့ဒီကနေမှပြည်သူတွေကပေတန်းတဲ့အတိုင်းပဲသူတို့စေတနာကိုအတိမတ်ပြုမယ်အဲ့ဒီကမှမဲတပြားဆိုတဲ့အရာကလူကြီးမင်းတို့ရဲ့မဲပုံးတဲ့ကိုရောက်လာမှာရှင့်သိလားအဲ့လိုတော့ရှိရပါတော့ဒါလေးကအတူယူတဲ့နဲ့ကိစ္စလေးမျိုးဒီမှာပြောပြရပါရှင့်ဒီတော့ဒါဒီသတင်းလေးကတော့လူပညာရှင်တွေချီးကျူးတာပါနိုင်ငံရေးကိစ္စတော့ဒါတစ်ပိုင်းပေါ့နော်လူပညာရှင်တွေကျွန်မချီးကျူးတယ်အခုလိုမျိုးပြုပြင်ပြောင်းလဲပြီးတော့နိုင်ငံရဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာပါဝင်လာတဲ့အတွက်ကျွန်မတို့အရန်ကျေးဇူးတင်ပါတယ်ရှင့် နောက်ထပ်လည်းအခုလိုမျိုးပဲပေါ့နော်နိုင်ငံရဲ့တိစောက်ရေးတွေမှာနိုင်ငံအတွက်လိုအပ်တဲ့ရုံမုံငွေပွဲလေးတွေမှာပါဝင်အားပြည့်ကြပါအောင်လို့လဲကျမတို့မိဘပြည်သူများအားလုံးကိုစားဒီနေ့ကနေပြီးတော့တိုက်တွန်းတောင်းဆိုလိုက်ပါစေရှင်မိဘပြည်သူများရှင်ကျွန်မတို့တင်ဆက်ပေးမှာကတော့ဒီအပိုင်းမှာပေါ်လို့ရိုက်သွားတဲ့တင်းလေးတစ်ခုသာဖြစ်ပါရှင့်အဲ့ဒီတင်းလေးဟာဆိုရင်အမှုတစ်ခုလိုပဲပေါ့နော်ဖြစ်ပေါ်သွားပြီးရဲ့နောက်မှာအခုဒီမနေ့ကဆိုရင်အမှုမှာပေါ်ပေါက်ခဲ့ပါရှင့်အဲ့ဒါလေးကျွန်မဖတ်ပြပါမယ်နော်လွန်ခဲ့တဲ့ရက်ပိုင်းတွေကဆိုရင်လူမှုကွန်ရက်ပေါ်မှာတက်လာတဲ့တင်းတစ်ပုတ်ရှိပါရှင့် ရန်ကုန်ဝင်းတင်တက္ကသိုလ်ကကတိကတူဖြစ်တဲ့ဒေါ်ဝင်းအောင်ကိုအေးအေးအပွဲရနေပြီးတော့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းလေးသာဖြစ်ပါရှင့်ဆီယမရဲ့ပုံကိုလူမှုကွန်ရက်ပေါ်မှာတင်လာပြီးတော့တရင်ကထွက်လာတဲ့အတွက်ဆီယမရဲ့အသက်အန္တရာယ်ကိုပြည်သူတွေကစိုးရိမ်ခဲ့ကြပါရှင်။လူမှုကွန်ရက်ပေါ်မှာထွက်လာခဲ့တဲ့ဆီယမရဲ့တပ်ပုံတွေကိုကျွန်မပြသပါမယ်ရှင်။အဲ့ဒီတရင်လေးတက်လာတော့ကျွန်မတို့လည်းအယံစိတ်ပူသွားတာပေါ့နော်။ဆီယမကိုဖမ်းဆီးသွားတယ်။အဲ့တော့ဆီယမကိုရိုက်နှက်နေကြလား၊နှိပ်စက်နေကြလား၊ဒုက္ခပေးနေကြလားဆိုပြီးကျွန်မတို့တော်တော်ကိုစိုးရိမ်ပူပန်ခဲ့ကြပါရှင်။ ီကြောင့်အနေနဲ့ပတ်သက်ပြီးတော့မေလ17ရက်နေ့မနေ့ရဆိုရင်နိုင်ငံတော်ကနေပြီးတော့စုံစမ်းစစ်ဆေးထားသမျှကိုတရားဝင်ထုတ်ပြန်လာခဲ့ပါရှင့်ဒီသတင်းလေးကိုကျွန်မအခုပြောပြပါမယ်။ဆီယမဟာဆိုရင်ပြည်ညာဝန်ကြီးဌာနပေါ့နော်ရန်ကုန်ဝေးတဲ့တက္ကသိုလ်တတပေဒါဌာနမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ကတိကတူဖြစ်ပါရှင့်။ဆီယမဟာမေလ9ရက်နေ့မှာပြောင်းဆုံးသွားခဲ့တဲ့အတွက်စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။ဆီယမကြီးရဆိုရင်ငလင်ပေးတံကြောင့်မန္တလေးတိုင်းဒေသကြီးကဂရိတ်တွဲဖြစ်ဆိုတဲ့အကြောင်းသားတွေဟာ ပြန်လည်ထိဆိုးဖို့အတွက်ပေါ့နော်အဲ့လိုပြုလုပ်နေတဲ့အချိန်မှာဆီယမ်မာကြီးကဒီကလေးတွေကိုအနီးကပ်တင် जा ပေးဖို့အတွက်ကိုမေလာတရနေ့ကစပြီးတော့ရန်ကုန်ဝေးတင်တက္ကသိုလ်ကနေအခြားမိပြနေတဲ့အတူတူမိထီလာတက္ကသိုလ်ကိုရောက်ရှိလာခဲ့တာဖြစ်ပါရဲ့ရှင့်အဲ့ဒီကနေမှအထက်ကနှစ်ပြောပွဲမှာကလေးတွေကိုစာတင် जा တာကိုသူဟာဆိုပြုလုပ်ခဲ့ပါရဲ့ရှင့်ဆီယမပြောင်းဆုံးတဲ့မနက်မှာဆိုရင်သူ့ရဲ့မိတ်ဆွေတွေစီကိုတွေးဆုံမယ်ဆိုပြီးတော့ပေါ့နော်ဆီယမအဖွဲကောင်းဆောင်ဖြစ်တဲ့တော်မမိုးအေးထံကိုပုံဆက်ပြီးတော့ခွင့်တိုင်သွားတယ်လို့သိရပါရဲ့ရှင့်အဲ့ဒီကနေမှပြောင်းဆုံးသွားခဲ့တာဖြစ်ပါတယ် ဒီလိုပြောင်းဆုံးသွားတဲ့အခါမှာဆိုရင်ဒါသူ့ရဲ့အသားဖြစ်သူရဲ့ဂျီမေးပေါ့နော်ဂျီမေးတဲ့ကိုဂျီမေးတစားဝင်လာပါတယ်တဲ့ဆီယမရဲ့အသားရဲ့ဂျီမေးစီကိုဘောင်းဝင်လာလဲဆိုအဲ့ဒီမှာအင်္ဂလိပ်လိုရေးထားတာကမင်းမေရအချိန်နေကောင်းပါတယ်စစ်စေးပြည့်ရဲ့အခါမှာပြန်နှုတ်ပေးမယ်ဆိုပြီးစားပို့လာတယ်တဲ့ဒီတော့အသားဖြစ်သူကလည်းအင်မတန်စိုးရင်သွားတယ်ပေါ့နော်အသူ့မေရဂျမ်ဘတ်သမားတွေဖမ်းသွားပါပြီဆိုပြီးတော့သက်ဆိုင်ရာကိုတိုင်ကြားခဲ့ပါရှင့်အဲ့ဒီမှာတက်ဆိုင်ရကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်ပထမဆုံးစစ်ဆေးတာကတော့မိတိလာတက်ကတုံမှာရှိတဲ့ CCTV မှတ်တမ်းတွေကိုစစ်ဆေးခဲ့တာဖြစ်ပါရဲ့ရှင့် ဒီလိုစစ်ဆေးလိုက်တဲ့အခါမှာဆိုရင်ဆီယာမကစီစီမှတ်တမ်းမှာပါတာပေါ့နော်ကျွန်မတပုံလေးပြထားပါမယ်ရှင်ဆီယာမကသူနေထိုင်တဲ့အဆောင်နေပြီးတော့သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေထည့်ထားရတယ်ဆိုပြီးယူဆရတဲ့အိတ်တလုံးကိုဆွဲကင်ပြီးတော့သူ့အဆောင်နေထွက်လာပြီးတော့တက္ကသိုလ်ကနေထွက်သွားတာဖြစ်ပါတယ်သူသူ့အနေနဲ့သူထွက်သွားတာပေါ့နော်ထွက်သွားပြီးအခါမှာတက္ကသိုလ်နားမှာရှိတဲ့လက်ဖက်ရည်ဆိုင်မှာတယောက်တည်းမနှက်စာစားခဲ့ပါရှင့်ပြီးရခါမှာလက်ဖက်ဆိုင်ရှိကိုရောက်လာခဲ့တဲ့ကားတစ်စီးပေါ်ကိုသူ့ရဲ့သဘောဆန္ဒနဲ့အတူအေးဆေးစွာပဲတက်ရောက်သွားခဲ့တော့မြင်တွေ့လိုက်ရပါရှင့် ဆက်လက်သိရှိရတာကတော့ဆီယမဟာဆိုရင်ရခိုင်ပြည်နယ်စစ်တွေမြို့မှာမွေးဖွားခဲ့တဲ့ရခိုင်လူမျိုးတယောက်ဖြစ်တယ်လို့သိရပါရှင့်ဆီယမကသူပြောင်းဆုံးတဲ့ကာလမတိုင်ခင်ကတည်းကအေးအေးအကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်မှုတွေရှိခဲ့တယ်ဆိုပြီးတော့သိရပါရှင့်ဆီယမကသူပြောင်းဆုံးခဲ့တဲ့မေလ9ရက်နေ့မှာမိထီလာကနေပြီးတော့စားလင်းကြီးမြို့နယ်ကနေပြီးတော့ကြားတက်ကြီးရောင်သွားတယ်။အဲ့ဒီကနေမှတဆင်အေရဲ့ကျမ်းပတ်အဖွဲ့ရဲ့အခြေပြုတဲ့နေနေလေးကိုသူ့ကိုယ်တိုင်ပဲလိုက်ပါသွားခဲ့တာဖြစ်ပါရှင့်။ အဲ့လိုလိုက်ပါသွားတဲ့အကြောင်းရင်းကတော့အေးအေးအုပ်ဆိုးတဲ့နေရာတွေမှာပညာရေးကိစ္စတွေကို तू ကဆောင်ရွက်ပေးခြင်းနဲ့အတွက်အေးအေးအဖွဲ့နဲ့သွားပြီးတော့ပူးပေါင်းသွားခဲ့တာဖြစ်တယ်လို့သိရပါရှင်။ဒါမဲ့ဆီယမကသူ့သဘောဆန္ဒနဲ့ तू သွားလိုက်တယ်ဆိုတဲ့ကိစ္စနောက်မှာပေါ့နော်အခုလိုဓာတ်ပုံရိုက်ပြီးတော့လူမှုကွယ်ပေါ်တင်တယ်ဆိုတာကသူ့မှာရည်ရွယ်ချက်တစ်ခုရှိရပေါ့နော်။အဲ့ဒါပါလဲဆိုတော့ဒီ grade 12ចောင်းသားတွေကိုလာပြီးတော့စာသင်တဲ့ဆီယမတွေကို तू ကချိန်ချောက်ခြင်းနဲ့အတွက်အသက်အန္တရာယ်ဖြစ်နိုင်တယ်နော်ဆိုတဲ့ချိန်ချောက်ချက်တွေနဲ့ဆီယမတွေကဒီ grade 12ចောင်းသားတွေကိုစာမစာမတင်တော့ဘဲနဲ့ပေါ့နော်။ပြန်သွားအောင်ပြန်ပြေးသွားအောင်ပေါ့ရှင်။ အဲ့လိုမျိုးခြောက်လန့်ကျင်တဲ့အတွက်ဒီလိုဓာတ်ပုံရိုက်ပြီးတော့သူကအဖမ်းခံရပါတယ်ဒီလိုကလေးတွေဆာလာတင်တဲ့အတွက်အဖမ်းခံရပါတယ်ဆိုတော့ကိစ္စရဲ့ကိုဝါရဖြန့်ချိခဲ့တာဖြစ်ပါရဲ့ရှင့်သတင်းလေးအပြည့်စုံကတော့ဒါလေးပါပဲရှင့်ဖြစ်စဉ်အပြည့်စုံပေါ့နော်ဒီတော့ကျမအနေနဲ့ကသုံးသပ်မယ်ဆိုတော့ ျမပထမဆုံးတွေးမိတာကတခုရှိရဲ့အဲ့ပါလေဆိုတော့ကျမစိတ်အေးသွားတာစိတ်အေးသွားတာဘာလို့ဆိုတော့ပထမဖြစ်တော့ကဆီယမကိုကျမအရင်စိတ်ပူနေရတယ်ကမိမသားချင်းလည်းဖြစ်တော့လေခုချိန်မှာအော်သူဘလို့ဒုက္ခညာခံစားနေရမလဲကလေးတွေကိုစာသွားတင်တဲ့အချိန်မှာဖမ်းခံရတာဆိုတော့လေကျမစိတ်ထဲမှာတော်တော်ကိုစိတ်မကောင်းဖြစ်ပြီးတော့စိုးရိမ်တာပေါ့နော်သူ့ပြည်သားစုနဲ့ထပ်တူစိုးရိမ်တာပေါ့ဒါပေမဲ့အခုလို့တိလိုက်တဲ့အခါကျတော့တက်ပြင်းချလိုက်တော့အော်တော်ပါသေးရဲ့ပေါ့ဆီယမသူ့သဘောနဲ့သူလိုက်သွားတာဆိုတော့ဘလို့ပဲဖြစ်ဖြစ်သူဒီဟိုသူ့သဘောနဲ့သူသွားတာဖြစ်တဲ့အတွက်သူတို့ရခိုင်လူမျိုးအချင်းချင်းပဲဖြစ်တဲ့အတွက်ဆီယမဒီနံပါတ်1နှိပ်စက်ခံရမှာမဟုတ်ဘူး နော်နံပါတ်1အေဂျင့်ဆိုသူရှိနေမယ်နံပါတ်3သူဒီပူးပေါင်းပြီးတော့ပညာရေးကိစ္စရဲ့လိုပေးခြင်းနဲ့တူတာသူလုပ်ခြင်းနဲ့စိတ်ဆန္ဒသူလုပ်မှာပေါ့ရှင်ဒါကသူ့အပိုင်းပေါ့နော်သူပူးပေါင်းခြင်းနဲ့သူနဲ့ပူးပေါင်းသွားတာဆိုတော့လေပြီးတော့အနည်းဆုံးတော့သူ့ရဲ့အသက်အန္တရာယ်မရှိဘူးသူနှိပ်စက်မခံရအောင်ဆိုရပါပြီရှင်ကျွန်မအဲ့အပိုင်းလို့တော့စိတ်အေးမိတယ်ပေါ့နော်ဒါပေမဲ့ဒုတိယပိုင်းကတော့ဆင်မအနေနဲ့ဒီလိုမျိုးကိုယ့်သဘောနဲ့ကိုယ်သွားတာတော့မပြောချင်ပါဘူးဒါပေမဲ့အနောက်မှာကြံခဲ့တဲ့ကိုယ့်ရဲ့လုပ်ဖို့ကံပဲဆီယမတွေကြောက်လန့်အောင်ထိတ်လန့်အောင်ကလေးတွေကိုစာမတန်နိုင်အောင်ဖန်တီးတာကတော့မကောင်းလို့ထင်နေရှင်ဆီယမတယောက်နေတာဒါလုံးတဲ့တဲ့ကိစ္စမဟုတ်ဘူးနော် ဂရိတ်ဝဲចောင်းသားတွေအခုချိန်မှာစာမွေးပြန်ပြေဖို့အတွက်ကစာတင်ចောင်းမှုလိုအပ်နေတဲ့အချိန်မှာဆီယမဓမ္မကရခိုင်ပြည်နယ်မှာရှိရဲ့ရခိုင်လူမျိုးကလေးတွေကိုစာတင်ဖို့သွားတာမဟုတ်လားဒါပေမဲ့ဆီယမစာတင်ခြင်းသွားတင်ကိစ္စမရှိဘူးဒါဆီယမပူပေါင်းရှင်တဲ့လူနဲ့ပူပေါင်းတာဒါပေမဲ့ဒီဘက်နယ်တခြားနယ်မှာရှိရဲ့ကလေးတွေစာတင်ចောင်းမှုအနောက်ရှက်ဖြစ်အောင်ဆီယမလှမ်းလှုပ်တာတော့မသိတော့ဘူးလေဆီယမရဲ့တိလာဒါဆရာကုတ်နဲ့မပြည့်စုံလေ ကျမပြောချင်တာဟုတ်တယ်မလားဒီဒီလိုနေထားတော့ရှိရပါတော့ဒီတော့သတင်းသုံးသက်ချက်ကတော့ဘာမှထူးခြားမပြောချင်ဘူးဆီယမဒီနှိပ်စက်ခံရတာမဟုတ်ဘူးဖမ်းဆီးခံရတာမဟုတ်တဲ့အတွက်စိတ်အေးပါတယ်ဆီယမသွားချင်တဲ့နေရာတင့်တော်သူလို့သွားပါရပါတယ်ပူပေါင်းချင်တဲ့သူနဲ့ပူပေါင်းပါဒါပေမဲ့ဆီယမအနေနဲ့ကတော့ဒီဘက်က grade တွဲចောင်းသားလေးတွေစာတင်ချနေတဲ့အချိန်မျိုးတော့လှမ်းပြီးတော့နှောက်ချက်တာမလုပ်ပါနဲ့ရှင့်တော်တရားဘုနိုင်ငံတော်ကပေါ်ထုတ်လိုက်လို့မပေါ်ထုတ်လို့ရှင့်ဘယ်လောက်ထိတော့မှဝါရဖြန့်ချီလုပ်ပြီးတော့ဒီကလေးတွေကိုစာတင်တဲ့ဆီယမ်မတွေစိတ်နှောက်ရှက်ဖြစ်ပြီးတော့ကြောက်လန့်ပြီးထွက်ပြေးအောင်ဆီယမ်မဘလောက်ထိအောင်လုံးဆောင်မလဲဆိုတော့ တွေးလို့တော့မရတဲ့ကိစ္စဖြစ်သွားပြီရှင်သိလားကျမတို့အနေနဲ့ကတော့ဗောနောနိုင်ငံရေးမှာကကိုတင့်တော်ရထောက်ခံလို့ရပါတယ်တင့်တော်ကပူပေါင်းလို့ရပါတယ်ဒါပေမဲ့ကလင်ကကြစ်တွေလောက်တာတော့ကျမတို့မကြိုက်တာမှန်ပဲရှင်သိလားအဲအဲ့ပတ်ချမ်းလူတွေအဲ့လိုကလင်ကကြစ်ကတော့ရများတာအဲ့ဒီနေထားလေးကတော့မတင့်တော်ဘူးဗောနောပြီးတော့ဒီသတင်းလေးကတော့မိဘပြည်သူများလည်းကျမတို့ပဲတွေးမိမယ်လို့ထင်ပါတယ်ရှင်အော်သူ့အတွက်လည်းစိတ်အေးပါတယ်ဒါမဲ့သူလောက်တဲ့လောက်ဆောင်ချက်ကိုတော့ကျမတို့မကြိုက်ပါဘူးရှင့်ဒါလေးပဲပြောချင်ပါတယ်ဗောနော်တင်းသုံးသက်ချက်လေးကနေ ပြီးတော့ကျွန်မနိုင်ငံပညာရေးအခြေအနေကတော့အားလုံးသိတဲ့အတိုင်းပဲဆရာဆရာမတွေဟာဆိုရင်အဲ့လိုချင်းချောက်ခံနေရတယ်တကယ်လည်းအဲ့လိုမျိုးသူတို့ဖမ်းဆီးသွားတဲ့အခြေအနေတွေရှိရပေါ့နော်ဒီတော့ဆရာမတွေရဲ့လုံခြုံရေးကတော့နိုင်ငံတော်အပြင်ကိုရက်ရွာမှာရှိတဲ့အကြောင်းသားမိဘတွေကပါဝိုင်းဝန်းပူးပေါင်းပြီးတော့စောင့်ရှောက်ပေးကြဖို့အတွက်လည်းကျွန်မတိုက်တွန်းချင်ပါရှင့်ကိုယ့်ရဲ့နယ်ကိုဆရာမကစာသင်ဖို့ရောက်လာတယ်ဆိုဆရာမရဲ့နာမည်ဂုဏ်သိက္ခာအပြင်ဆရာမရဲ့အသက်အန္တရာယ်အပြင်ဆရာမရဲ့နေထိုင်ရေးအတွက်ပါအကြောင်းသားမိဘတွေရဲ့အလိုက်တသိနဲ့ကူညီစောင့်ရှောက်ပေးမယ်ဆိုတော့ကျွန်မတို့နိုင်ငံပညာရေးအတွက်ကိုကူညီစောင့်ရှောက်ရရောက်ပါရရှင့် ဒါလေးကိုပဲကျွန်မတင်းသုံးသက်ချက်အနှစ်ချုပ်လေးနေနဲ့ပြောပြလိုက်ပြန်စီရှင်။မိဘပြည်သူများရှင်ကျွန်မခုထပ်မံတင်ဆက်ပေးမှာတော့ကျွန်မနိုင်ငံရဲ့လုံဆောင်ချက်တွေကိုထားဝစဉ်ဖြတ်စီမယ်ဆိုပြီးတန်တိတ်ထန်ချထားတဲ့အဖွဲ့အစည်းရရှိရရှင်အဲ့ဒါကတော့ NUG ရော NUCC တို့ပေါ့နော် NUG ရဲ့ NUCC ရဲ့သားပေါ့ပြောရမယ်ဆိုလေအဲ့ဒီနှစ်ယောက်ကနေပြီးတော့အခုပူးပေါင်းကော်မတီဆိုပြီးတော့မီဒီယာကိုထပ်ပြီးမွေးထုတ်လိုက်တည်ရရှင်သူတို့ဖွဲ့ရလဲလေဒီကမြန်မာနိုင်ငံရဲ့လုံခြုံရေးအစီအစဉ်ကိုကော်မတီရေထောင်ပြီးတော့သူကဖြဲလို့ပြည်စည်းလုပ်နေကြတာ ဲ့ဒီကော်မတီကဘာထုတ်ပြန်လိုက်လဲဆိုတော့သူတို့ထုတ်ပြန်လာတဲ့အတိုင်းကျွန်မဖတ်ပြမယ်စစ်ကောင်စီရွေးကောက်ပွဲကိုလည်းမပူးပေါင်းဖို့အတွက်နိုင်ငံရေးပါတီတွေကို NUCC နဲ့ NUG ပူးပေါင်းကော်မတီတိုက်တွန်းနေရွေးကောက်ပွဲဆိုတာဒီမိုကရေစီရဲ့ပြရုပ်တစ်ခုရှင်သိလားဒီမိုကရေစီလိုချင်တဲ့သူတွေကရွေးကောက်ပွဲမလိုချင်ဘူးဆိုတော့ကျွန်မဆိုတော့စဉ်းစားခတ်တယ်သိလားသူတို့ခေါင်းထဲမှာဘာကြီးတွေးနေရလဲမသိဘူးနော် NUG တို့ဘာလို့ရဲ့ပုံစံကလည်းသိလားဟိုငါပါမဖြစ်မယ်ဆိုရင်အတွေးတော်များอ่ะနော် တဲ့တော်အတကြီးကြရပဲရှင်လောကကြီးမှာငါရှိမှဖြစ်မယ်ဆိုတာမရှိဘူးเนาะဘာမှမမရှိဘူးတဲ့အဲ့ဒါလေးတော့အဲ့အညူးကြီးတို့ဘာလို့သိစေချင်လဲရှင်ရွေးကောက်ပွဲသူတို့ပါမှဖြစ်မယ်လို့များတွေးနေလားမသိဘူးเนาะအဲ့အတွေးနဲ့ဆိုရင်တော့တတလုံးအဲ့ရွေးကောက်ပွဲနဲ့အလန်းဝေးနေမှာပဲတို့ဟာလေသူတို့ရဲ့ထုတ်ပြန်ချက်လေးကိုကျွန်တော်ပြောပြမယ်ရှင်သိလားစစ်ကောင်စီသူတို့ထုတ်ပြန်တဲ့ချက်ကျွန်မပြောပြမယ်နော်စစ်ကောင်စီရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲဝူပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုဖို့အတွက်ကိုတဲ့အညူးကြီးနဲ့ အန်ယူစီစီတို့ဖွဲ့စည်းထားတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီကဒီနေ့မှတိုက်တွန်းထုတ်ပြန်လိုက်ပါတယ်တဲ့ကော်မတီအသစ်တစ်ခုထုတ်ထားတယ်ဒီတော့လေကော်မတီအတော့ကိုဒုက္ခလာစားတော့သူတို့ဘတ်ဂျက်တရကုံမှာဘုန်းတို့ဒါသူတို့ပတ်စံမှာကုံမှာကိစ္စမရှိပါဘူးအဲ့လိုတော့ရှိရချင်းသူတို့ကလည်းကော်မတီရဲ့စတော့လာမေးတယ်လကားရတယ်ကော်မတီရဲ့စုပ်ဖွဲ့နေလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့အာနာသိစစ်ကောင်စီကကြေညာခြင်းကတဲ့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုင်ရှင်ပြည်သူတို့ရဲ့ဆန္ဒနဲ့ဆင်းရဲဒုက္ခပေါင်းစုံကိုလစ်လို့ရှုပြီးတော့၎င်းတို့ရဲ့အတ္တကိုရှေ့ရမ်းတင်နာခြင်းဖြစ်ကြောင်း ထင်ရှားတယ်လို့ဆိုပါတယ်တဲ့ဆက်လက်ပြီး2008ဖွဲ့စည်းပုံအောင်မှာမြေသိနိုင်ငံရေးလမ်းကြောင်းမြတိုင်းရင်းသားပြည်သူတရားလုံးမျှော်မှန်းတဲ့ Federal Democracy ပန်းတဲ့ကိုရောက်ရှိနိုင်မှာမဟုတ်ကြောင်းနဲ့အဲ့ဒီဖွဲ့စည်းပုံဖြစ်ကျင်းပါတဲ့တရားမဝင်အထူရောင်ရုပ်ောက်ပွဲမှာလည်းလက်ရှိမြန်မာနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မဲ့ထွက်ပေါက်လုံးဝမဟုတ်ပါဘူးဆိုပြီးတော့ကုပေါင်းကော်မတီကတတိပေးထားတယ်တဲ့ဆိုတော့ဟောလို့ အန်အေဒီတော့ကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေပဲရွက်ကဘုံဝင်သွားတာပဲလေအဲ့ဒီကနေပဲအာဏာရသွားတာပဲလေအဲ့ဒီကနေပဲမဲပိုးသွားတာပဲလေအဲ့ဒီကနေပဲဟိုဟိုလေးရောက်သွားတာပဲလေကြည့်ပါဦးရှင့်သူတို့ကလိုတမျိုးဘူးလိုတမျိုးနော်လိုတော့ကျတော့အဆင်ပြေတယ်မလိုတော့အဆင်မပြေတော့ဘူးဒီဒီဖွဲ့စည်းပုံအခြေခံဥပဒေပဲနှဆောင်းထိုးနေရတိလားဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကပြည့်ပြည့်စုံတယ်လို့ကျွန်မမဆိုလို့နော်ဒီလိုပဲပြင်ညာရှိအောင်ပြင်ရမှာပေါ့ရှင့်နည်းနည်းနည်းချင်းတော့လောက်ရမှာပေါ့နိုင်ငံတစ်ခုအတွက်အရာအလုံးဟတ်ချလောင်းဖြစ်ရအောင်လို့တကိုးရှင်နေမှာမဟုတ်တာရှင့်အဲ့လိုဖတ်စောင်းလို့ရှင်လို့တိုင်းပြည်အခုစုပ်ပြတ်တက်နေရလေ တိလားဒါလေးကိုလည်းဒီအန်ယူဂျီတို့ကလည်းရွှေရံတော်ဆူရောက်ပြီးမစင်းစားမိကြအောင်လားမသိဘူးတိလားနေသားအလိုပဲရှိရဲဒီကောင်လေးရဲ့အုံနောက်ထဲမှာဘာတွေဘလိုမျိုးကရိယာတွေတက်ဆင်လာလဲဆိုတာကျွန်မတော်တော်စိတ်ဝင်စားတယ်တိလားတွေးတာတွေကဘာတွေမှန်းလည်းမသိလို့ရှင်ပြီးတော့ဆိုလိုရင်းကတော့ရှင်းပါတယ်သူကရီကော့ဘဝင်မဲ့သူတွေကိုချိန်ချောက်လိုက်တာပဲဒီလူတွေစီကိုမြားတွေပြစ်လွှတ်လိုက်တာပဲရှင်ဒီမြားတွေတောင်တော့ရွေးကောက်ပွဲကာလတွေမှာခန်းစားရမယ်လို့ထင်တယ် ော့ကျွန်မအနေနဲ့ကတော့မပါမတော့မပြောချင်အောင်ရှင်သိလားသူတို့ရဲ့လုံဆောင်ချက်ကတော့သူတို့လုံဆောင်ချက်ပေါ့ကိုယ့်ရဲ့လုံဆောင်ချက်ကလည်းကိုယ့်ရဲ့လုံဆောင်ချက်ပဲဖြစ်ရမယ်ပြီးတော့ရွေးကောက်ပွဲအတွက်ကိုပို့ပြီးတော့အင်တိုင်းအားတိုင်းစ조사ဖို့လိုတယ်နိုင်ငံရေးပါတီပေါ့နော်ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီပို့ပြီးတော့တူးနဲ့တူးစီစီလုံးရှိကြဖို့လိုပါတယ်ရှင်ကျမတို့ကဒီချိန်မှာအင်အားစုတစ်ခုနဲ့တစ်ခုရှင်ပြိုင်နေရတဲ့ပုံစံဖြစ်နေပါတော့ရွေးကောက်ပွဲကိုလည်းဝင်ဝင်ဖို့အတွက်တစ်ဖက်မှာစူးစမ်းနေရတဲ့လိုမျိုးတစ်ဖက်ကအကြမ်းဖက်သမားတွေဒုက္ခပေးမဲ့အရန်ကိုလည်းကျမတို့က ာကွယ်ဖို့အတွက်ကိုပြင်ဆင်နေရမယ့်အခြေအနေဖြစ်နေတယ်။ကျွန်တော်နိုင်ငံနိုင်ငံရေးပါတီတွေကလေသူတို့အတွက်ကလည်းတကယ်ကိုခက်ခဲတဲ့ကာလပါပဲ။ဒါပေမဲ့ဒီခက်ခဲတဲ့ကာလကိုဖြတ်သန်းနိုင်မယ်ဆိုတော့သူတို့အတွက်လည်းနိုင်ငံရေးပါတီတစ်ခုရဲ့အရေးအသွေးမှတ်ချက်ကိုတင်နိုင်မယ်လို့ထင်ပါတယ်ရှင့်။အစိုးရကအကောင်ကိုစဉ်းစားတာပေါ့နော်။ဒီတော့ဒီကောင်တွေကတော့ချိန်ချောင်းနေရဲ့ဒါကိုမတုံမလုပ်ပဲနဲ့ဘယ်ပါတီတွေကစ조사ပြီးတော့ရွေးကောက်ပွဲပန်းနိုင်ရအောင်သွားနိုင်မယ်ဆိုတာလည်းပြည်သူတွေကစောင့်ကြည့်နေပါတယ်ရှင့်။အားလုံးကတော့အသက်အန္တရာယ်ကြားရတဲ့လှုပ်လှုပ်ရမယ်နေထားပါပဲ။နိုင်ငံရေးပါတီတွေကိုယ်စားလှယ်တွေလည်း ဒီကောင်တွေရဲ့နှောက်ရှက်မှုတွေကြားထဲမှာလှုပ်လှုပ်ရမယ်ပြည်သူတွေလည်းဒီကောင်တွေရဲ့နှောက်ရှက်မှုတွေကြားထဲအနေနဲ့မဲပေးရမှာပြီးတော့ဒီ2025ရွေးကောက်ပွဲကတကယ်ကိုထူးခြားပြီးတော့မှတ်ကြောက်တင်တဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ကျွန်မထင်နေရှင့်တိလားကျွန်မတို့အန်ရရဲ့ကြားထဲကနေလှုပ်ရတဲ့အတွက်ပို့ပြီးတော့တန်ဖိုးရှိတယ်လို့မြင်တယ်ဒါကြောင့်ဒီရွေးကောက်ပွဲပေါပေါတက်တန်သဘောမထားပဲနဲ့နိုင်ငံရေးပါတီတွေကလည်းအထူးစူးစမ်းပေးပါပြည်သူတွေကလည်းတေချာစွာပေါ့နော်မဲတဲ့ပြားကိုတန်ဖိုးရှိရှိပေးနိုင်အောင်လို့ကိုယ်စလဲတွေနဲ့ပါတီတွေကိုလေ့လာပေးပါလို့ဒါကျွန်မတိုက်တွန်းချင်ပါရှင့်ဒါပြင်ပါတီရဲ့အနေနဲ့ လုံခြုံရေးလက်ခီးစိုက်ကြတာနော်လုံခြုံရေးခီးစိုက်ကြပါဒီကောင်လေးကအန်ယူဂျီတို့ပါလို့ဆိုတာ PDF နဲ့အဆက်အသွယ်ရှိနေတာဖြစ်တဲ့အတွက် PDF တွေကိုအသုံးပြုပြီးတော့ကိုယ်စားလှယ်တွေကိုအသက်အန္တရာယ်ချိန်ချောက်တာလုပ်နိုင်ပါရှင့်ဒါလေးတော့အထူးပြုစိုက်ကြပါရန်လေကျွန်မနိုင်ငံရေးပါတီများထံသို့အကြံပြုစကားလေးတင်ဆက်လိုက်ပါစီရှင်မိဘပြည်သူများရှင့်ကျွန်မရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရှင်းပြပါစီရှင်ကျွန်မတို့ Prime Media ရဲ့သတင်းသုံးသပ်ချက်လေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြားမှာကြပါစေလို့ကျွန်မတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်